ီကစေးအဖွဲ့များအနေနဲ့မြေသီးအဖွဲ့အစည်းကိုမစိုးတရားလွှတ်လပ်စွာရပ်တည်ပြီးဆောင်ရွက်ခွင့်မရှိဘဲကြိုတင်ခွင့်ပြုချက်တောင်းခံထားသည့်အဖွဲ့အစည်းများဖြစ်ရန်လိုပြီးတက်ဆိုင်ရာတာဝန်ရှိသူများနဲ့အတူတကွပူးပေါင်းဆောင်ရွက်မှသာခွင့်ပြုပေးသောမှာဖြစ်တာကိုလည်းမူဝါဒတရားအနေနဲ့ဆောင်ရွက်သွားရန်လိုအပ်ပါကြောင်းတိုင်းဒေသကြီးနဲ့ပြည်နယ်ဝန်ကြီးချုပ်များနဲ့ပြည်လဲမိမိတို့တက်ဆိုင်ရာနယ်မြေများကိုငလင်တန်တဲ့ဒေသတွေကမြေပြင်ကူညီကယ်ဆယ်ရေးတွေအားလုံးခွင့်ပြုချက်တောင်းခံမှုလိုအပ်ပြီးစကောင်စီလောက်ခံဖွဲ့ရီနဲ့ပူးပေါင်းလှုပ်ဆောင်မှသာခွင့်ပြုပေးနိုင်မယ်လို့ ဒုတိယစစ်ကောင်ဆောင်ဗိုလ်ချုပ်စိုးဝင်းကဧပြီလ9ရက်နေပြည်တော်မှာပြုလုပ်ခဲ့တဲ့ငလင်တုံပြန်ရေးအစည်းအဝေးပွဲမှာပြောခဲ့တာပါလက်ရှိမြေပြင်မှာလည်းကုညီကယ်ဆယ်ရေးသမားတွေကမြန်မာနိုင်ငံနေရာအနှံ့ကနေရောက်ရှိလာကြတာဖြစ်ပြီးအကြောင်းကြားသတင်းပို့ထားပြီးတာတောင်ခွင့်ပြုမိမရသေးလို့ကုညီကယ်ဆယ်ရေးတွေမလုံနိုင်သေးတဲ့အဖွဲ့တွေရှိနေကြောင်းကိုမန္တလေးနဲ့စကိုင်းမှာကုညီကယ်ဆယ်ရေးလှုပ်ဆောင်နေတဲ့အသင်းတစ်ခုရဲ့တာဝန်ရှိသူကပြောပါတယ် ရှောက်ပြီးကြစေဤဘွဲတွေကတော့ရောက်ပြီဆိုလို့ရှိရင်ကျွန်တော်တိုင်းုံတည်င်းဖို့ပါ။ဧဖွဲရောက်ပြီ equipment ဘယ်လောက်ပါတယ်လူအင်အားဘယ်လောက်ပါတယ်ကျွမ်းကျင်ဘယ်လောက်ရှိတယ်ဆိုတာပေါ့လေ။အဲ့ရပြီးမှသူတို့ကဟိုလောက်ွက်ချပြီလား။သူတို့လွတ်တဲ့နေရာကိုတွားတာပေါ့။ဒါပေမဲ့အဲ့ဒါမျိုးလွတ်တဲ့နေရာကိုဟိုကြစေဤဝင်ဖို့ကလည်းခက်တယ်။ခက်တယ်အင်မတန်ခက်တယ်။ဘာလို့လဲဆိုတော့အပုရကတောင်းတောင်းတော့မယ်။ဟိုလောက်ွက်တွေကိုဗျာဟိုတခါလည်းမထည့်ပြီးဘူးဗျာဒီလား။သူကဟိုအချိန်ဆွဲထားတာလေးတော့ရှိတယ်ဗျာဒီလား။ ဟိုကျွန်တော်တို့ဒီလေလောက်ကန်ရတော်တော်ခက်တယ်။ကဲသေးသမားတွေရောက်နေပြီးတော့ဘာမှမလုပ်ရဘဲနဲ့ငေါတို့ထိုင်နေတဲ့လူတွေအများကြီးပဲ။ဒါပြင်ငလင်လောက်ကပ်ပြီးကိုရဲ့အကြမှာတော့ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်တွေစတင်နေပြီဖြစ်တော်လဲ။အာနာပိုင်တွေရဲ့ဘလို့ထောက်ပံ့ပေးမှုမျိုးမှမရရှိတဲ့အတွက်ကုညီရေးအသင်းတွေအနေနဲ့ပြည်လဲထူထောင်ရေးလုပ်ရမှာအခက်အခဲတွေအများကြီးရှိနေကြောင်းဆက်ပြောပါရစေ။ပြီးခဲ့တဲ့ဧပြီလ3ရက်ကအိန္ဒိယနိုင်ငံကိုပြန်သွားခဲ့တဲ့အလွတ်တန်းကယ်ဆယ်ရေးသမားတစ်ယောက်ဖြစ်တဲ့ ကီရန်ဗာမာကလည်းမြေပြင်မှာစစ်ကောင်စီလက်အောက်ခံရဲတပ်ဖွဲ့ဝင်တွေရဲ့ကြမ်းတမ်းတဲ့ဆက်ဆံမှုတွေအကြောင်းကိုပြန်ပြောပြပါတယ်။ One policeman came to me and he just woke me up when I was sleeping. And when I was sleeping So I got so scared when he woke me up. He was little. ရတယောက်ကကျွန်တော်ကိုလာနှိုးတယ်။သူကြည့်ရတာစိတ်တုန်နေတယ်လို့ပဲ။အတန်ကလည်းမာတယ်။သူကကျွန်တော်ကိုယာယီတဲတစ်ခုစီခေါ်သွားတယ်။ပြီးတော့ကျွန်တော်ပတ်စုပ်ကိုယူပြီးမိတ်တူဆွဲတယ်။ကျွန်တော်အဲ့ဒီမှာ15မိနစ်လောက်ကြာအောင်စောင့်နေရတယ်။ ပြီးတော့ကျွန်တော်ဘတ်ကားစီပြန်သွားခိုင်းတယ်သူတို့ကျွန်တော်ကိုဘာမှတော့မလုပ်ပါဘူးဒါပေမဲ့တနက်ကင်ထားတော့ကျွန်တော်လဲကြောက်တာပေါ့ဒါကနေပြီးတော့မှကြုံခဲ့ရတာပါပြီးတော့ကျွန်တော်ဘီနာမှာထိုင်နေတဲ့အသက်၈နှစ်၉နှစ်ရွယ်ကောင်းလေးတယောက်ကအော်ပြီးပြောတယ်မင်းဖုန်းကိုမထုတ်နဲ့သူတို့ကမင်းကိုတနက်နဲ့ပြစ်လိုက်မယ်တဲ့ဖုန်းကိုကျွန်တော်လက်ထဲမှာကင်ုံပဲကင်ထားတာပါဓာတ်ပုံရိုက်နေတာလည်းမဟုတ်ပါဘူးဒါပေမဲ့အဲ့ဒီကောင်လေးကိုကြည့်ရတာစစ်သားတွေနဲ့ရဲတွေကိုအရင်ကြောက်နေပုံပဲအဲ့ဒီတော့ကျွန်တော်လဲကြောက်လာတာပေါ့အဲ့ဒါနဲ့ကျွန်တော်လဲအဲ့ဒီနေ့ညမှာပဲပြန်ဖို့ဆုံးဖြတ်လိုက်တာ go back to the bus the bus uh, person he gave some money to the military guy ကမ္ဘာနိုင်ငံပေါင်း26ခုကနေကုညီကယ်ဆယ်ရေးအသင်းအဖွဲ့တွေကျန်းမာရေးစင်တာတွေပြန်လည်ထူထောင်ရေးပတ်မိုးမှုတွေနဲ့တနိုင်ငံလုံးကကုညီကယ်ဆယ်ရေးအသင်းတွေရောက်ရှိနေပေမယ့်စစ်ကောင်စီရဲ့ကန့်တတ်မှုတွေကြောင့်ငလင်တန်တင့်သေးတာတွေမှာထိရောက်တဲ့ကုညီကယ်ဆယ်ရေးနဲ့ရှာဖွေရေးတွေမလုံဆောင်နိုင်သေးဘူးလို့သိရပါတယ်။လက်ရှိဧပြီလ6ရက်နေ့နေ့လယ်တနာရီအချိန်ထိငလင်တန်ကြောင့်တည်ဆုံသူ 4212ယောက်ရှိလာပြီဖြစ်တယ်လို့ DVB ရဲ့ data တွေကသိရပါဗျ။ကျွန်မဝေပါ။